မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်နီရောက်ရှိလာတဲ့မြန်မာစစ်ကောင်စီရဲ့ Jack 130တိုက်လေယာဉ်ကိုချဖြတ်ဖို့ F60 တိုက်လေယာဉ်နှစ်စီးထိုင်းပြည်တပ်ကအရေးပေါ်စေလွတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်စစ်ကြောင်းတစ်ခုလုံးချိန်မုံခံရလို့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်နီရောက်ရှိလာတဲ့မြန်မာစစ်ကောင်စီရဲ့ Jack 130တိုက်လေယာဉ်ကိုချဖြတ်ဖို့ F60 တိုက်လေယာဉ်နှစ်စီးထိုင်းပြည်တပ်ကအရေးပေါ်စေလွတ်လက်ကြောင်းထိုင်းတော်ဝင်လီတပ်ကအရေးပေါ်သတင်းထုတ်ပြန်ပါတယ်။ဒီ ီကနေ့ထိုင်းစံတော်ချိန်နေ့လယ်တနာရီ3မိနစ်အချိန်မြန်မာစစ်ကောင်စီရဲ့ York 130တိုင်လင်ရင်ကထိုင်းဝေဟင်ပိုင်နက်ကိုချင်းကပ်လာတဲ့အတွက်ထိုင်းတော်ဝင်လီတပ်က F60 တိုင်လင်နှစီကိုအရေးပေါ်ဆင်လွှတ်လိုက်ကြောင်းမြန်မာစစ်ကောင်စီရဲ့တိုင်လင်ကိုကြားဖြတ်ဟန်တာဖို့ဆေးလွှတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။မြန်မာစစ်ကောင်စီရဲ့အင်အား80ကျော်ရှိတဲ့စစ်တပ်စစ်ကြောင်းကို KNL ပူပေါင်းမဟာမိတ်တွေကခြေမုံလိုက်ပြီးရင်နောက်မြန်မာစစ်တပ်ကတိုင်လင်ရင်များဆေးလွှတ်လာခြင်းဖြစ်ကြောင်းလက်ရှိမှာပုံကျဲမှုတွေလှုပ်ဆောင်သွားကြောင်းနေဆက်တဲ့ရင်အရှင်မြတ်တို့ကပြောပါတယ်။ထိုင်းဘက်ကတော့ကြီးတက်တဲ့လီတ တက်ကိုအသင့်ပြင်ထားတာတွေ့ရစစ်ကောင်စီတိုက်လေရင်ကတော့ဖုံးကျဲသွားပြီလို့နေဆက်စီရေးတင်အရင်မြက်ကဆိုပါတယ်။ထိုင်းတော်ဝင်လီတက်ရဲ့ပြောရေးဆိုခွင့်ရှိသူကမြန်မာစစ်တက်ရဲ့တိုက်လေရင်ကနေဆက်ကိုချင်းကပ်လာတော့လဲထိုင်းဝင်ဟင်ပိုင်နယ်ကိုကျူးကျော်ဝင်ရောက်လာခြင်းမရှိလို့အတည်ပြုထုတ်ပြန်ပါတယ်။ KNL ပူပေါင်းမဟာမိတ်တွေကထိုင်းမြန်မာနေဆက်ရှင်စစ်ကောင်စီတက်စကန်များအားလုံးကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့နိုင်ငံတကာအသိမှတ်ပြုမှုအားပြိုင်ပွဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။2022ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါကစပြီးမြန်မာနိုင်ငံရဲ့နိုင်ငံတကာဆက်ဆံရေးမြင်ကွင်းကလုံးဝပြောင်းလဲသွားခဲ့ပါတယ်။စစ်တပ်ကတရားဝင်အစိုးရကိုဖယ်ရှားပြီးအုပ်ချုပ်မှုအာဏာကိုလက်ဝါးကြီးအုပ်ခဲ့ပြီးမြန်ပြည်သူတွေရဲ့ဆန္ဒပြမှုတွေအမျိုးသားညီညွတ်ရေးအစိုးရ NUG ပေါ်ထွန်းလာမှုတွေလက်နက်ကင်တော်လိုင်းအားကောင်းလာမှုတွေကြောင့်စစ်ကောင်စီကသူတို့စိတ်ကြိုက်နိုင်ငံကိုဖန်တီးလို့မရတော့ပါဘူး။စစ်ကောင်စီနေနဲ့ဆင်အာဏာကိုအခြေခံပြီးတရားဝင်အာဏာဖြင့်အတိမတ်ပြုခံရဖို့ကြိုးစားနေတယ်လို့ NUG က ကလည်းပြည်သူတွေရဲ့ထောက်ခံမှုနဲ့စစ်မြေပြင်ထိန်းချုပ်နိုင်မှုတို့ကိုအခြေခံပြီးနိုင်ငံတကာအသိအမှတ်ပြုဖို့ရဖို့အားထုတ်နေပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေဒီမိုကရေစီဖိနှိပ်မှုတွေကြောင့်စစ်ကောင်စီကနိုင်ငံတကာရဲ့ဝေဖန်မှုတွေတံခတ်ပိတ်ဆို့မှုတွေကိုရှင်းဆိုင်နေရပါတယ်။ ဒါကြောင့်စစ်ကောင်စီကနိုင်ငံတကာအဆင့်မှာတရားဝင်အတိမတ်ပြုဖို့ရဖို့ခက်ခက်ခဲခဲစူးစမ်းနေရပါတယ်။ဒါပေမဲ့တချို့နိုင်ငံတွေဖြစ်တဲ့တရုတ်ရုရှားတို့လိုနိုင်ငံကြီးတွေကစစ်ကောင်စီကိုဆက်လက်အတိမတ်ပြုကူညီပေးနေတာကြောင့်စစ်ကောင်စီအတွက်အထောက်ပံ့တွေရရှိနေပါတယ်။တခြားတစ်ဖက်မှာလည်း NUC ကပြည်သူတွေရဲ့ထောက်ခံမှုနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ပူးပေါင်းမှုတို့ကိုအခြေခံပြီးလှုပ်ရှားနေတယ်။စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကလွတ်မြောက်ခဲ့တဲ့ဒေသတွေမှာအုပ်ချုပ်ရေးစနစ်တွေတည်ဆောက်နိုင်နေနေပါတယ်။ဒါအပြင် NUC ကနိုင်ငံတကာအတိုင်းအဝန်းနဲ့ဆက်ဆံရေးကောင်းမွန်အောင်ကြိုးစားပြီးကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့တရားဝင်ကိုယ်စားလှယ်ဖြစ်အတိမတ်ပြုခံရတာမျိုးတွေလည်းရှိနေခဲ့ပါတယ်။ဒါပေမဲ့တရားဝင်အတိမတ်ပြုမှုရဖို့ဆိုတာကတိတ်တော့မလွယ်ကူလာပါဘူး။ကုလသမဂ္ဂမှ NUG ကိုတရားဝင်အစိုးရအဖြစ်အတိမတ်ပြုဖို့ဆိုရင်တရုတ်ရုရှားလိုနိုင်ငံတွေကကန့်ကွက်နေတာကြောင့် အခက်ခဲတွေကရှိနေပါတယ်။အာဆီယံအစည်းအဝေးတွေမှာလည်း NUG ကိုတက်ရောက်ခွင့်မပေးဘဲခြံထားခံရတာတွေဖြစ်နေပါသေးတယ်။တချို့နိုင်ငံတွေကတိုင်းရဲ့အတိမတ်မပြုပေမဲ့တရားမဝင်ဆက်ဆံမှုတွေပူးပေါင်းဆောင်ရွက်မှုတွေတော့ရှိနေသေးပါ။စစ်မြေပြင်မှာတော့ NUG နဲ့မဟာမိတ်တပ်ဖွဲ့တွေကစစ်တပ်ထိန်းချုပ်ထားတဲ့နေမြေတွေကိုတဖြည်းဖြည်းထတ်တိုးသိမ်းပိုက်လာနေပါပြီ။ဒါကြောင့်စစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်မှုတွေဒရုန်းနည်းပညာတွေတုံးပြီးအပြစ်မဲ့အရက်သားတွေအပေါ်မှာပါရရက်ဆက်ဆက်တပ်ဖြတ်ပြီးနေမြေထိန်းချုပ်မှုကိုရှားယူနိုင်ဖို့ကြိုးစားနေပါတယ်။နိုင်ငံမတိမ်တမ်းမှုတွေနဲ့အတူ မြန်မာစီးပွားရေးကလည်းထိခိုက်လာနေပါတယ်စစ်ပွဲတွေတဘာဝ BNR တွေဈေးနှုန်းတက်လာမှုတွေကြောင့်ပြည်သူတွေကအခက်အခဲတွေနဲ့ရှင်ဆိုင်နေရတယ်ဒါကြောင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေတဲ့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဝင်ရောက်ကူညီမှုတွေအရေးတကြီးလိုအပ်နေပါတယ်ဒီနေရာမှာလည်းနိုင်ငံတကာကမြန်မာပြည်သူလူထုကိုတိတိယောက်ယောက်ကူညီလမ်းကြောင်းပေါ်မှာစစ်ကောင်စီကကန့်လန့်ခံပိတ်ဆို့ထားပြန်ပါတယ်အနည်းချုပ်ဆိုရရင်နိုင်ငံတကာအတိမတ်ပြုမှုဆိုတာစစ်အင်အားတစ်ခုတည်းနဲ့မရနိုင်သလိုပြည်သူထောက်ခံမှုတစ်ခုတည်းနဲ့မလုံလောက်ပါဘူးစစ်ကောင်စီကစစ်အာဏာကိုအခြေခံပြီး ီစီးပွားရေးနဲ့နိုင်ငံတကာဆက်ဆံရေးကိုအတုံးချကတရားဝင်ရဖို့ကြိုးစားနေတယ်လို့ NUG ကလည်းဖြီးသူအာဏာနဲ့စနစ်တကျအုပ်ချုပ်မှုတိစောက်ပြီးတရားဝင်မှုရအောင်အားထုတ်နေပါတယ်။ဒါကြောင့်ဒီပြိုင်ဆိုင်မှုဟာလည်းလက်နက်တက်ဆင်ထားတဲ့စစ်ပွဲတစ်ခုတည်းနိုင်ငံတကာရှင်ပြင်ပေါ်ကတန်တမန်ကြီးရအပြိုင်မှုတိုက်ပွဲတစ်ခုအဖြစ်ရှိနေပါတယ်။ လက်ရှိနှစ်ဖက်အနေထားမှာအားသာနေမှုတွေကိုတွေးဆကြည့်ရင်တော့တော်လိုင်းတပ်ဖွဲ့တွေကစစ်အင်အားနဲ့နေမြီတိစောက်မှုအားကောင်းလာတယ်လို့တော်လိုင်းစတင်စဉ်ကလေးကပြည်သူထောက်ခံမှုကိုရရှိထားပြီဖြစ်တဲ့အတွက်တိမ်မွေးတော့တဲ့အချိန်တစ်ခုမှာပဲနိုင်ငံတကာဆက်ဆံရေးအားပြိုင်မှုမှာအောင်ပွဲရယူလာနိုင်ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကစစ်မြေပြင်နဲ့အုပ်ချုပ်ရေးနယ်ပယ်တွေမှာတည်ငြိမ်လာနေပြီဖြစ်ပြီးပြည်သူလူထုတရလုံးရဲ့တရားမျှတမှုပေါ်အခြေခံထားတဲ့အတွက်နိုင်ငံတကာအတိမတ်ပြူအောင်ပွဲကိုရယူခြင်းနဲ့အတူတစ်ဆက်တည်းမှာပြည်သူလူထုလို့လားတောင်းတတဲ့ပန်းတိုင်ကိုပါရောက်ရှိသွားနိုင်လိမ့်မယ်လို့ ဒီနေ့ဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးစီရင်အချက်အလက်တွေပေါ်အခြေခံပြီးသုံးသပ်လိုက်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တီးတိုင်ကိုသွားနေတဲ့စစ်တပ်စစ်ကြောင်းကို CC နဲ့ CB တပ်များပူးပေါင်းခုခံတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်မြောက်ပိုင်းတီးတိုင်မြို့နယ်ကိုသွားနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုကလေး တိုင်းငင်းလမ်းမပေါ်မှာချင်းပြည်ကောင်စီစီစီနဲ့ချင်းညီနောင်စီပီပူပေါင်းတပ်တွေကဆက်လက်ကုကံတိုက်ခိုက်နေစေဖြစ်ကြောင်းချင်းတရင်အရင်မြစ်တွေကပြောပါရယ်အင်အား800ခန့်ပါဝင်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းကမေလ18ရက်မှာချင်းပြည်ကိုလက်နက်ခဲယံရိတ်ခါနဲ့စစ်ကူပိုးဖို့စစ်ကြောင်းထိုးလာရာချင်းပြည်ကောင်စီဖွဲ့ဝင် CDF စီရင်ချင်းအမျိုးသားတပ်မတော် CNN CDF KKG ကလေးပြည်သူကာကွယ်တပ်ချင်းညီနောင်ဖွဲ့ဝင် PDF ဆိုလန်နဲ့ချင်းအမျိုးသားကာကွယ်တပ်ဖွဲ့ CNDF တို့ပူးပေါင်းကုကံတိုက်ခိုက်နေရလို့သိရပါရယ်စကားစစ်ကြောင်းတွေအခုထိတိတိမြို့နယ်စီရင် င်းဒေတာမွန်ပီးနဲ့ဟန်စိန်ရွာတွေမှာသူတို့ကတိုက်ခိုက်နေတာအဲ့ဒီဘက်ကကလေးဘက်နဲ့နီးစပ်တဲ့အဆက်အသွယ်ခတ်ခဲတဲ့အဲ့ဒီဘက်မိုးရွာနေတယ်ဒါပေမဲ့ အဲ့ဒီဘက်နေရာမှာတိုက်ပွဲတွေတော့အခုထိတော့ရှိပါတယ်စကစကတော့တက်မလာနိုင်သေးဘူးတိုင်းငင်းထိတော့တက်မလာနိုင်သေးဘူးဒီလိုပုံစံမျိုးနဲ့ခုခံနေရဖြစ်ပါတယ်လို့ချင်းတရင်ရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီတပ်ကိုချင်းညီနောင်နဲ့ချင်းပြည်ကောင်စီအတူတကွပူးပေါင်းတိုက်ခိုက်နေတာအလွန်ကောင်းမွန်တဲ့အခြေအနေလို့၎င်းကပြောပါတယ်အဲ့ဒီလိုမပူးပေါင်းမှုဆိုရင်တော့စကစတော်လိုင်းတက်ဖွဲ့တွေတင်ပိုက်ခဲ့တဲ့မျိုးတွေကိုစကစကပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ပူးပေါင်းမှုလိုပါတယ်မပူးပေါင်းမှုဆိုရင်ပြည်သူလူထုပဲဖြစ်ဖြစ်တော်လိုင်းတက်ဖွဲ့ပဲဖြစ်ဖြစ်နစ်နာမှာဖြစ်ပါတယ်လို့ချင်းတရင်ရင်းမြစ် င်းမြစ်တွေကပြောပါရယ်အတူတကွာစီလုံးပြီးပူပေါင်းတက်ခိုက်ပါကချင်းလူမျိုးများစီလုံးရေးစစ်ကောင်စီချိန်မုံနိုင်ရေလုပ်ငန်းများပုံမှုထိရောက်မယ်လို့၎င်းကဆိုပါရယ် ကျွန်တော်တို့ချင်းပြီတစ်ခုလုံးထိန်းချုပ်နိုင်ဖို့တင်ယူနိုင်ဖို့ဆိုရင်တော့မဖြစ်မနေပူပေါင်းဖို့လိုတဲ့စည်းလုံးဖို့လိုတဲ့ဘယ်အဖွဲ့ဝဲဖြစ်ဖြစ်အတူတကွပူပေါင်းပြီးမှစကားစကိုချိန်မုံဖို့လိုတဲ့အတွက်ကြောင့်ပြည်သူအနေနဲ့ပဲဖြစ်ဖြစ်အဖွဲ့စည်းတစ်ခုရဲ့အဖွဲ့ဝင်အနေနဲ့ပဲဖြစ်ဖြစ်ထောက်ခံတဲ့လက်ခံနဲ့အားပေးတယ်လို့ကျွန်တော်ပြောချင်ပါတယ်လို့ချင်းတရင်အရင်မြစ်တွေကပြောပါတယ်စစ်တပ်စစ်ကြောင်းကိုချင်းညီနောင်နဲ့ချင်းကောင်စီတပ်တွေပူပေါင်းတိုက်ခိုက်နေမှုအပေါ်ချင်းညီနောင်စည်ရေးကော်မတီတာဝန်ရှိသူတအုပ်ကိုမေးမြန်းရစည်ရေးလုံခြုံရေးရလက်တလုံးမဖြေချနိုင်သေးပဲစစ်စင်ရေးအချိန်ကာလတစ်ခုရောက်မှသာထုတ်ပြန်ပြောဆို ိုသွားရင်ရှိတယ်လို့အတည်ပြုပါတယ် နောက်ထပ်တပုတ်အနည်းနဲ့ပခုတ်ကူမှာစစ်ကောင်စီလက်နက်ကြီးပြခတ်ကစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံများထွက်ပြေးတင်းရှောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေမြိုင်မြို့နယ်ထိလက်နက်ကြီးပြခတ်ပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်အရက်သားတွေထွက်ပြေးတင်းရှောင်နေရကြောင်းစစ်ရေးတရင်အရင်းမြစ်တွေကပြောပါရယ်။မေလ29ရက်မနက်ပိုင်းကစပြီးပခုတ်ကူမြို့တပ်မတရားတက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေက4က5စီးနဲ့ဒူးမှိုက်ပင်ကုံရွာကိုရောက်ရှိရင်းငဖောင်ကန်ရွာဘက်စီခြေလီစစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်းသိရ ရပါတယ်။အဲဒီနောက်မှာတော့အကြမ်းဖက်စစ်ကြောင်းကငဖောင်ခန့်ရွာကတဆင်အနောက်ဖက်စီလက်နက်ကြီးစီတက်ခတ်တာဆက်လက်စစ်ကြောင်းထိုးလာရအဲဒီနေ့ညပိုင်းမှာပဲညောင်ချစ်ပင်ရွာပြူစော်တီစခန်းရောက်ရှိခဲ့တယ်လို့သိရပါတယ်။ဒီအတွက်စစ်ကြောင်းထိုးရညောင်ချစ်ပင်ကန်တော်စခန်းလမ်းပိုင်းကိုလည်းဒေသကာကွယ်တပ်တွေကအရှာကြီးပိတ်ထားခဲ့ပါတယ်။မေလ28ရက်ဒီနေ့မနက်ပိုင်းမှာတော့အထက်ပါအကြမ်းဖက်စစ်ကြောင်းကညောင်ချစ်ပင်စခန်းကတဆင်ဖောင်ကြောင်းဖောင်ကွဲရေလာကြီးစတဲ့ခြေရွာတွေကိုဖျက်ရင်ကမ္မမျိုးထိရောက်ရှိခဲ့ကြောင်းနေ့လယ်ပိုင်းမှာလည်းဝါကျွန်းတွင်းရွာအနောက် ောက်ဘက်ကတဆင် တွင်မှပြူစောတိရွာဘက်စီဆက်လက်စစ်ကြောင်းထိုးခဲ့ကြောင်းသိရပါဗျ။သူတို့ကစစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့စစ်ကြောင်းကြော်သွားရင်လည်းနောက်ချန်တွင်နဲ့ပြူဟာပြောင်းလာတယ်ဗျစုပေါင်းအင်အားတော်တော်များတယ်ပြည်သူတွေအနေနဲ့ခရုဆိုင်ဖို့လိုပါတယ်ရှောင်နေရတဲ့သူတွေလည်းမနေဘူးလို့ဒေသကာကွယ်တပ်ဖွဲ့ဝင်တယောက်ကသတင်းဌာနကိုပြောပါတယ်အကြံဖက်စစ်ကြောင်းကလက်ရှိညနေပိုင်းမှာလည်းပခုတ်ကူမျိုးကတဆင်ကား6စီးနဲ့အင်အားဖြည့်တင်တာမျိုးတွေရှိကြောင်းသိရပါတယ်မေလပထမပတ်တုန်းကလည်းပခုတ်ကူတမတရတက်ကစစ်ကောင်စီတပ်တွေနဲ့ပြူစောတိပူပေါင်းတပ်တွေကပခုတ်ကူကနေတဆင်မြန်မျိုးနယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်ရင်တော်လိုင်းတပ်ပေါင်းစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပြီးစစ် အုပ်စုတွေထိခိုက်သေးဆုံးမှုများစွာနဲ့ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ဤကြောင်းအနေနဲ့ကိုလည်းခရုပြုဖို့ဒေသကာကွယ်တပ်ဖွဲ့ဝင်တွေကတိုက်တွန်းထားတယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။